င်္ဂလာပါသားတို့တမီတို့ရေတီချဲကတော့ grade 5တင်ချာကိုတင်ကြားပေးမယ်တီချဲဤပဲဖြစ်ပါတယ်တီချဲဒီနေ့တင်ကြားပေးမယ့်သင်ခန်းစာကတော့အခန်း73အပိုင်းကိန်းများကိုအပြည့်ကိန်းဖြင့်မြှောက်ချင်းနှင့်စားချင်းသင်ခန်းစာပဲဖြစ်ပါတယ်ချဲတို့ဒီသင်ခန်းစာထဲမှာဆိုလို့ရှိရင်တော့အပိုင်းကိန်းကိုအပြည့်ကိန်းနေနဲ့မြှောက်တက်စားတက်အောင်သင်ကြားပေးမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့တီချဲတို့စာမျက်နှာ122ကအခန်း73လေးကိုကြည့်ကြရအောင် ဒီမှာဆိုရင်တော့အပိုင်းကိန်းများကိုအပြည့်ကိန်းများဖြင့်မြှောက်ခြင်းခေါင်းစဉ်အောက်ကပုတ်စာနံပါတ်၁ကလေးကိုခြေတို့အတူတူဖတ်ကြည့်ကြရအောင်။နင်းနီသည်အဝါရောင် အိမ်တုပ်ဆေးဖြင့်နယံဆေးတုပ်ရတဲ့ဆေးတပုံးလျှင်၅ဘိုင်း၄ဘိုင်းစတူရန်မီတာတုံနိုင်သည်တဲ့ဆေး၃ဘုံအသုံးပြုမီဆိုလျှင်တဲ့စတူရန်မီတာညီမျှကိုဆေးတုံနိုင်မီနီးတဲ့အဲ့တော့ခြေတို့ကြည့်ရအောင်။တပုံးမှာဆိုရင်တဲ့ 5ဘိုင်း4ဘိုင်းစတူရမီတာတုံနိုင်ပြီးတော့ဆေး3ဘုံအတွက်ဆိုရင်ဘလောက်တုံနိုင်မလဲမေးထားတာဖြစ်ပါတယ်။ဒါကြောင့်တီချေတို့ကဆေး3ဘုံအတွက်ဘလောက်တုတ်ထားတယ်လဲသိချင်နေဆိုရင်တော့5ဘိုင်း4ဘိုင်းကိုခြေတို့3နဲ့မြှောက်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ညီမချင်းနေရာမှာတော့ခြေတို့က5ဘိုင်း4ဘိုင်းအမြောက်3ကိုရေးပေးရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီခြေတို့ကာကြီးလေးကိုဆက်ပြီးကြည့်ကြရအောင်။ ဆေးသုံးပုံဖြင့်တုတ်ထားသောနယင်းအိန္ဒိယကိုအောက်ပါပုံအသုံးပြုပြီးရှာပါတဲ့ဒါကြောင့်ခြေတို့ပုံလေးတွေကြည့်ကြရအောင်ပုံလေးမှာဆိုရင်ခြေတို့ဆေးတပုံးကို5ဘိုင်း4ဘိုင်းစတူရန်မီတာတုံနိုင်တာဖြစ်တဲ့အတွက်ဒီဘက်မှာတပုံးနဲ့တုတ်ထားတဲ့ပုံလေး5ဘိုင်း4ဘိုင်းစတူရန်မီတာဆိုတော့5ပုံပုံပြီး4ပုံအယောင်ခြေထားတာဖြစ်ပါတယ်။ဒါကြောင့်ခြေတို့က3ပုံးတုတ်ချင်တာဖြစ်တဲ့အတွက် 3ဘုံဒီမှာတခါတည်းချေလို့ဆွဲထားပါတယ်ဒါကြောင့်3ဘုံပါတဘုံမှာ5ဘိုင်း4ဘိုင်းဆိုတော့5ဘုံပုံပြီး4ဘုံ3ဘုံဖြစ်တဲ့အတွက်ချေလို့5ဘုံပုံပြီး၄ဘုံကဘယ်နှခါလဲဆိုရင်ဒီဘက်ပုံမှာတစ်ခါဒီဘက်ပုံမှာတစ်ခါဟိုဘက်ထိတ်ဆုံးလေးပုံမှာတစ်ခါဆိုတော့၃ဘုံဖြစ်တဲ့အတွက်ခြေလို့၄ဘုံပုံလာတာက၄အမြောက်၃ဒါဆိုလို့ရှိရင်ခြေလို့အကွက်ကလေးအောင်ခြေထားတဲ့ကွက်လေးက၁၂ကွက်၅ဘုံပုံလာတာဖြစ်တဲ့အတွက်ပိုင်းကြီးမှာ၅အဲ့တော့ခြေလို့ပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့၅ပိုင်း၁၂ပိုင်း ၅ပုံပုံပြီး၁၂ပုံခြေထားတာကိုတားတို့တမီတို့တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ခြေတို့ခခွေးလေးကိုဆက်ကြည့်ကြရအောင်။ခါခွေးလေးမှာဆိုရင်၅ဘိုင်း၄ဘိုင်းအမြောက်၃ကိုတဲ့အခြေတို့ပုံဝင်ကြည့်လိုက်တဲ့အခါ၅ဘိုင်း၁၂ဘိုင်းရတယ်။ဒါကိုတဲ့အခြေတို့တွက်မယ်ဆိုရင်ဘယ်လိုရရှိလဲဆိုတော့စဉ်းစားပါတဲ့။ဒါကြောင့်ဒီခြေတို့ကကားငယ်လေးကိုဆက်ကြည့်ကြရအောင်။ကားငယ်မှာဆိုရင်တော့ခြေတို့က၅ဘိုင်း၄ဘိုင်းအမြောက်၃ကို နီနီဘလို့တတ်ထားတယ်ဆိုတာကိုဒီခြေကရှင်းပြပြီးမှာပဲဖြစ်ပါတယ်။နီနီကတဲ့သူကအခုနကပုံ၃ပုံတွဲလေးထဲမှာဆိုရင် တကန့်ဂျင်းစီကိုသူကစဉ်းစားပါတယ်တဲ့။ဒါကြောင့်၅ဘိုင်း၁ဘိုင်းစတုရန်မီတာရှိတဲ့တောင်မန်စုကံပုံအကွက်အီအတွက်ကိုသူကအရင်ရှာပါတယ်တဲ့။ဒါကြောင့်ဒီအောက်ခြေလေးမှာရှိတဲ့တောင်မန်စုကံပုံအကွက်ကလေးဆိုတာက၅ဘုံပုံပြီး၁ဘုံ။အဲ့လိုမျိုးရှိတဲ့အကွက်အီအတွက်လေးကဒီဘက်၁ဘုံမှာဆိုလို့ရှိရင်၄ကွက် ိုဘက်ဒုတိယအကွက်လေးမှာဆိုလေ၄ကွက်တတိယအကွက်လေးမှာဆိုလေ၄ကွက်ချဲတို့က၃ပုံဖြစ်တဲ့အတွက်၃ပုံပုံထားတယ်တပုံမှာ၄ကွက်ဖြစ်တဲ့အတွက်ချဲတို့က၄အမြောက်၃အဲ့တော့အကွက်ရေတော့လို့ချင်းခြေတို့က၄အမြောက်၃ရပါတယ်။ဒါကြောင့်ပုံတွင်၅ဘိုင်း၃ဘိုင်းစတုရန်မီတာရှိတဲ့အကွက်ရေတော့လို့ချင်းတော့၄အမြောက်၃ရတာဖြစ်ပါတယ်။ဒါကြောင့်၅ဘိုင်း၄ဘိုင်းအမြောက်၃ညီမြချင်းတဲ့ခြေတို့က ငါးပုံမဲ့ပုံလာတာဖြစ်တဲ့အတွက်ပိုင်းကြီးမှာငါအကွက်ရီတော့က၄အမြောက်၃ဖြစ်တဲ့အတွက်ပိုင်းဝေမှာ၄အမြောက်၃ဒါကြောင့်ချေလို့မြောက်လိုက်၄၃လေးရ12ပိုင်းဝေမှာ12ရပြီးတော့ပိုင်းကြီးမှာကတော့ငါဒါကြောင့်အဖြေက၅ပိုင်း12ပိုင်းဒါဆိုရင်တော့တားလို့တမီတို့တတ်ထားတာလေးဒီချာလေးပြန်ကြည့်ကြရအောင်၅ပိုင်း၄ပိုင်းအမြောက်၃ကချေလို့ရေးလိုက်တဲ့အချိန်မှာ 5ဘိုင်း6အမြောက်3ရတာကိုသားတို့တမီးတို့တွေ့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်5ဘိုင်း6ဘိုင်းဘေးနာအမြောက်3လေးကခြေတို့ပိုင်းဝေလေးလေးကိုတမြောက်ထားတာသားတို့တမီးတို့တွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီခြေတို့အောက်ကပိုင်းရံကွက်လေးရစာသားလေးကိုဖတ်ကြည့်ကြရအောင်ပိုင်းရံကွက်လေးတွေကစာသားမှာဆိုရင်တော့အပိုင်းကိန်းတစ်ခုကိုတဲ့အပြည့်ကိန်းဖြစ်မြောက်တော့အခါပိုင်းခြေကိုမူလကိန်းအတိုင်းထားပြီးတော့ပိုင်းဝေကို အပြည့်ကိန်းဖြစ်မြောက်ရမည်တဲ့အဲ့တော့ဒီခြေတို့အခုနာကတွက်ခဲ့သလိုပေါ့ဒီဘက်မှာအပိုင်းကိန်းအမြောက်သုံးပါဆိုလို့ရှိရင်ခြေတို့ကပိုင်းခြေကိုမူလာတိုင်းထားမယ်ပိုင်းဝေကိုတော့အခုနာကအပြည့်ကိန်းနဲ့မြောက်ရမယ်တဲ့ဒါကြောင့်သားတို့သမီးတို့အပိုင်းကိန်းနဲ့အပြည့်ကိန်းကိုဘယ်လိုမြောက်ရမလဲဆိုတာနားလည်မယ်လို့ဒီချင်းမျှော်လင့်ပါတယ်ဒါကြောင့်ဒီခြေကဒီတင်ကန်းစာလေးကိုဒီနားမှာပဲရည်နာထားပြီးနောက်တင်ကန်းစာတွေမှာဒီခြေတို့ပြန်တွေ့ကြမယ်နော် ဒီချိန်တင်လေးတင်ကြပေးမယ့်သင်ခန်းစာကစာမျက်နှာ124ကပုဆာနံပါတ်1ကလေးပဲဖြစ်ပါတယ်။ဒါဆိုရင်လည်းချေလို့နံပါတ်1မိကုန်းအတူတူကြည့်ကြရအောင်။ကိုပိုင်းနှစ်ပိုင်းအမြောက်3ကို မီးတို့တွက်ရမီကိုရှင်းပြပါတဲ့ဒီမှာဆိုရင်တော့ခြေတို့ကအပိုင်းကိန်းကိုအပြည့်ကိန်းနဲ့မြှောက်ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ခြေတို့အောက်မှာနီနီနဲ့အအောင်ရဲ့နီးလေးကိုကြည့်ပြီးတော့စဉ်းစားကြည့်ကြရအောင်နီနီရဲ့နီးလေးမှာဆိုရင်၉ပိုင်း၂ပိုင်းအမြောက်၃ကိုခြေတို့အရင်သင်ခန်းစာတွေမှာသင်ခဲ့တဲ့အတိုင်းခြေတို့ကအပိုင်းကိန်းကိုအပြည့်ကိန်းနဲ့မြှောက်ချင်ရင်ပိုင်းခြေကိုမူလကိန်းတိုင်းထားပြီးတော့ ိုင်းဝေကိုအပြည့်ကင်းနဲ့မြှောက်ရမယ်။ဒါကြောင့်ခြေတို့ပိုင်းဝေနှစ်ကိုသုံးနဲ့မြှောက်မယ်။ပိုင်းခြေမှာတော့ငကူမူလအတိုင်းကိုပဲဖြစ်နေပါတယ်။ဒီမှာဆိုရင်ညီညီကားတဲ့ပိုင်းဝေချင်းချင်းအရင်မြှောက်လိုက်တယ်။အဲ့တော့၃နှစ်လီ၆ အောက်မှာပိုင်းကြည်ရတော့ကိုပဲဒါကြောင့်အဖြေကကိုပိုင်း6ပိုင်းချေလို့ဒီကိန်းကနန်းတွေကကြီးနေတာဖြစ်တဲ့အတွက်အရှင်းဆုံးပုံစံပြောင်းပါမယ်ပြောင်းတဲ့ချိန်မှာအောက်ကို33လီကိုအောက်ကို3နဲ့စားလိုက်တာဖြစ်တဲ့အတွက်အပေါ်ကိုလည်း3နဲ့စားပေးရမှာပဲ3နှစ်လီ6ဒါကြောင့်အဖြေက3ပိုင်း2ပိုင်းရပါတယ်နီနီကကိုပိုင်း2ပိုင်းအမြောက်3ကိုတွက်လိုက်တဲ့ချိန်မှာ3ပိုင်း2ပိုင်းရပါမယ်နီနီရဲ့နေရာတော့အရင်ဆုံးရှင်းပြီးတော့မှနောက်ဆုံးမှအရှင်းဆုံးပုံစံလေးပြောင်းထားတာပဲဖြစ်ပါတယ် ။ဒါဆိုတော့တီချေတို့ကအအောင်ရဲ့နီးလေးကိုကြည့်ကြရအောင်။အအောင်ရဲ့နီးမှာဆိုရင်၉ပိုင်း၂ပိုင်းအမြောက်၃ကိုအရင်သင်ခန်းစာတွေမှာသင်ခဲ့တဲ့အတိုင်းပဲတီချေတို့ကအပိုင်းကိန်းနဲ့အပြည့်ကိန်းနဲ့မြှောက်တော့မယ်ဆိုရင်ပိုင်းခြေမှာမူလကိန်းလေးထားပြီးတော့အပြည့်ကိန်းလေးကိုပိုင်းဝင်နဲ့မြှောက်ရပါမယ်။ဒါကြောင့်နှစ်မြောက်၃ပိုင်းခြေနေရာမှာ၉ရေးလိုက်ပါမယ်။ပြီးရင်တော့အအောင်ရဲ့ဤတိုင်းဆိုရင်အအောင်က အရင်ဆုံးမရှင်းပါဘူးအရင်ဆုံးအရှင်းဆုံးပုံစံလေးပြောင်းပါတယ် ဒါကြောင့်အပေါ်မှာဆိုရင်3အောက်မှာဆိုရင်6ဆိုရင်ဒီခြေတို့ကခြေလို့ရတာဖြစ်တဲ့အတွက်3တက်လီ3 3တက်လီ6ဒါဆိုရင်တော့ပိုင်းကျင်နေရာမှာက3ပဲကျန်မယ်ပိုင်းဝင်နေရာမှာ2အမြောက်1ပဲကျန်ပါမယ်အဲတော့မှအောင်ကတွက်ပါတယ်2တက်လီ2ပိုင်းဝင်နေရာမှာ2အောက်က3ကတော့ပိုင်းကျင်နေရာမှာ3တိုင်းပဲရှိပါမယ်။ဒါကြောင့်ကိုပိုင်း2ပိုင်းအမြောက်3ကိုအအောင်ရဲ့နီးနဲ့တွက်လိုက်မယ်ဆိုရင်တော့ခြေတို့ကအဖြစ်3ပိုင်း2ပိုင်းရပါတယ်။ဒီမှာဆိုရင်တော့အအောင်က ရလာတဲ့အပိုင်းကိန်းတွေကိုအရင်ဆုံးမတွက်ပနဲ့အရှင်းဆုံးပုံစံအရင်ပြောင်းတယ်။ပြောင်းပြီးတော့မှခြေလို့တွက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့နီနီရဲ့နီနဲ့အောင်ရဲ့နီမှာဘသူနီကပိုလွယ်တယ်လို့သားတို့သမီးတို့ထင်ပါတယ်လေ။ဟုတ်ပါတယ်။ခြေလို့အောင်ရဲ့နီကပိုလွယ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ခြေခြေတို့ကအရှင်းဆုံးပုံစံကိုပြောင်းပြီးတော့မှပိုင်းဝေးတွေကိုမြှောက်တဲ့အခါပိုပြီးလွယ်ကူပါတယ်။ဘာဖြစ်လို့လဲဆိုရင်ခြေလို့ကိန်းကနဲနီကသေးသွားတဲ့အတွက်ခြေလို့တွက်ရတာပိုပြီးလွယ်ကူတာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့သားတို့သမီးတို့ အပိုင်းကိန်းကိုအပြည့်ကိန်းနဲ့မြှောက်တက်ပြီလို့ဒီချေထင်ပါတယ်။ဒါကြောင့်ဒီချေကဒီတင်ကန်းစာလေးကိုဒီနားမှာပဲရေနာထားပြီးတော့နောက်တင်ကန်းစာတွေမှာခြေလို့ပြန်တွေ့ကြမယ်နော်။ဒီချက်တင်နေတင်ကြပြီမဲ့တင်ကန်းစာကတော့စာမျက်နှာ125ကပုဒ်စာနံပါတ်3လေးပဲဖြစ်ပါတယ်။ကျေလို့ပုဒ်စာနံပါတ်3လေးကိုအတူတူလိုက်ကြည့်ကြရအောင်။ ဖဲကြိုးတစ်ချောင်းသည်15 by 2ပိုင်းမီတာရှည်သည်ဖဲကြိုး၄ချောင်းဆက်လိုက်တော့အခါမီတာမီမျှရှည်သည်နီးတဲ့ခြေတို့ကိုဖဲကြိုးတစ်ချောင်းရဲ့တန်ဖိုးပေးထားတယ်15 by 2ပိုင်းမီတာခြေတို့၄ချောင်းဆက်လိုက်တဲ့အချိန်မှာရှည်လာတဲ့ဖဲကြိုးရဲ့အရှည်ကိုလိုချင်တာဖြစ်ပါတယ်ဒါကြောင့်ဒီခြေတို့တချိုးရဲ့အရှည်15 by 2ပိုင်းကိုခြေတို့၄နဲ့မြှောက်ပေးရပါမယ်ဒါကြောင့်ညီမချင်းနေရာမှာ15 by 2ပိုင်းအမြောက်၄ကိုရေးပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီခြေတို့ ကာကြီးလေးကိုဆက်ကြည့်ကြရအောင်ကာကြီးမှာဆိုရင်၁၅ဘိုင်း၂ဘိုင်းအမြောက်လေးကိုမြည်တို့တွေ့ရမြည်ကိုစဉ်းစားပါတဲ့ခြေတို့ဒါကြောင့်နီနီရဲ့နီနဲ့အောင်းရဲ့နီလေးကိုကြည့်ပြီးတော့စဉ်းစားကြည့်ကြရအောင်ဒါဆိုရင်ခြေတို့နီနီရဲ့နီလေးကိုအရင်ကြည့်ကြည့်ရအောင်နီနီရဲ့နီမှာဆိုရင်၁နဲ့၅ဘိုင်း၂ဘိုင်းဆိုတာခြေတို့တိကျစီမြောက်တယ်တဲ့သူက၁၅ဘိုင်း၂ဘိုင်းကင်းရောလေးကိုအပြည့်ကင်း၁နဲ့အပိုင်းကင်း၅ဘိုင်း၂ဘိုင်းလေးကိုတိကျစီအရင်မြောက်ပါမယ်တဲ့ဒါကြောင့်ခြေတို့ တက်၅ဘိုင်း၂ဘိုင်းအမြောက်၄မှာဆိုလို့ရှိရင်တက်၅ဘိုင်း၂ဘိုင်းဝင်ခြေလို့နှစ်ခုခွဲလိုက်ပါမယ်တက်ရဲ့၅ဘိုင်း၂ဘိုင်းရဲ့အဲ့တော့ခြေလို့တက်ကိုလည်း၄နဲ့မြောက်မယ်၅ဘိုင်း၂ဘိုင်းဝင်လည်း၄နဲ့မြောက်ပါမယ်တက်ကို၄နဲ့မြောက်လိုက်တဲ့အခါညီမချင်းတက်မြောက်၄ညီမချင်း၄ပြီးရင်၅ဘိုင်း၂ဘိုင်းကို၄နဲ့မြောက်လိုက်တဲ့အခါခြေလို့ အပိုင်းကိန်းကိုအပြည့်ကိန်းနဲ့မြှောက်ရင်ပိုင်းခြေကဒီတိုင်းရေးပြီးတော့ပိုင်းဝေကိုမြှောက်ရမှာဖြစ်တဲ့အတွက်ပိုင်းခြေနေရာမှာ၅ပိုင်းဝေနေရာမှာတော့၄နဲ့၄၈ဒါကြောင့်၅ပိုင်း၂ပိုင်းအမြောက်၄ကညီမြချင်း၅ပိုင်း၈ပိုင်းရပါတယ်အဲတော့မှတီချဲတို့က၁၅ပိုင်း၂ပိုင်းကို၁တခါ၅ပိုင်း၂ခါခွဲပြီးတွက်ထားတာဖြစ်တဲ့အတွက်အဲ့နှစ်ခုရဲ့တန်ဖိုးကိုပြန်ပေါင်းပေးရပါမယ်ဒါကြောင့်၁၅ပိုင်း၂ပိုင်းအမြောက်၄ညီမြချင်း ၄အပေါင်း၅ပိုင်း၈ပိုင်းရမှာဖြစ်ပါတယ်။ဒါကြောင့်ခြေတို့က၄အပေါင်း၅ပိုင်း၈ပိုင်းကိုတွက်တော့မယ်ဆိုရင်၄နေရာမှာတော့၄၅ပိုင်း၈ပိုင်းမှာဆိုရင်ပိုင်းခြေထက်ပိုင်းဝေကကြီးနေတာဖြစ်တဲ့အတွက်ခြေတို့ကိန်းရောလေးပြောင်းလိုက်ပါမယ်။ဒါကြောင့်ကိန်းရောလေးပြောင်းလိုက်ရင်တော့၁၅ပိုင်း၃ပိုင်းရပါမယ်။အဲ့တော့မှဒီခြေတို့က ေါင်းရင်အပိုင်းကိန်းကအပိုင်းကိန်းအပြည့်ကိန်းကအပြည့်ကိန်းချင်းချင်းပေါင်းမှာဖြစ်တဲ့အတွက်၄နဲ့၁နဲ့ပေါင်းလိုက်ရင်၅အနောက်ကအပိုင်းကိန်းကဒီတိုင်းပဲဖြစ်တဲ့အတွက်၅ပိုင်း၃ပိုင်းဒါကြောင့်ဒီချေတို့၁၅ပိုင်း၂ပိုင်းအမြောက်၄ကိုတွက်လိုက်တဲ့အချိန်မှာအဖြေက၅၅ပိုင်း၃ပိုင်းရတာပဲဖြစ်ပါတယ်ဒါကတော့ဒီချေကတော့နီနီရဲ့နီလေးနဲ့တွက်ထားတာဖြစ်တယ်နီနီရဲ့နီလေးမှာဆိုရင် သူကကိန်းရောလေးကို အပြည့်ကိန်းနဲ့အပိုင်းကိန်းနှစ်ခုခွဲပြီးအရင်တွက်ပြီးမှပေါင်းထားတဲ့နီးနဲ့တွက်ထားတာပဲဖြစ်ပါတယ်။ဒါဆိုရင်ခြေတို့အအောင်ရဲ့နီးလေးကိုဆက်ပြီးကြည့်ကြရအောင်။အအောင်ရဲ့နီးမှာဆိုရင်တော့၁၅ပိုင်း၂ပိုင်းအမြောက်၄ကို၁၅ပိုင်း၂ပိုင်းအပိုင်းကိန်းကိုတဲ့ခြေတို့အပိုင်းကိန်းရောင်ပုံစံလေးပြောင်းလိုက်ပါတယ်။ကိန်းရောဖြစ်နေတဲ့အတွက်အဲ့တော့ခြေတို့ကိန်းရော၁၅ပိုင်း၂ပိုင်းကိုအပိုင်းကိန်းရောင်ပြောင်းတဲ့အခါမှာ၅တလီ၅နှစ်နဲ့ပေါင်းတော့ခွနှစ် ဒါကြောင့်1 5ပိုင်း2ပိုင်းနေရာမှာ5ပိုင်း9ပိုင်းအနောက်ကတော့အမြောက်၄ပါ။ဒါဆိုရင်ခြေလို့ကြီးလိုက်မယ်ဆိုရင်အပိုင်းကိန်းနဲ့အပြည့်ကိန်းနှောက်တဲ့ပုံစံလေးဖြစ်နေပါတယ်။ဒါဆိုတော့ခြေလို့အရင်သင်ခန်းစာတွေမှာသင်ခဲ့တဲ့အတိုင်းပိုင်းကျင်နေရာမှာတော့ မူလကိန်းဖြစ်တဲ့အတိုင်း၅ပဲပိုင်းဝင်နေရာမှာတော့အပြည့်ကိန်းနဲ့မြောက်မှာဖြစ်တဲ့အတွက်ခုနှစ်အမြောက်၄ဒါကြောင့်ပိုင်းပြည်နေရာမှာတော့၅ပိုင်းဝင်နေရာမှာခုနှစ်၄လီ28၅ပိုင်း28ပိုင်းမှာဆိုရင်ပိုင်းကြီး၅ထက်ပိုင်းဝင်28ကကြီးနေတာဖြစ်တဲ့အတွက်ဒီချေတို့အပိုင်းကိန်းရောပြန်ပြောင်းပေးရပါမယ်ဒါကြောင့်28ကိုတီးပြီး၅နဲ့စားလိုက်တဲ့အခါ99လီ25အကျွင်းက3ရတာဖြစ်တဲ့အတွက်ခြေတို့ကအပြည့်ကိန်းနေရာမှာ ိုင်းဝင်နေရာမှာ3ပိုင်းကြီးရတော့စာကိန်း5တိုင်းပြင်ရေးပါမယ်။ဒါကြောင့်1 5ပိုင်း2ပိုင်းအမြောက်လေးကိုအောင်အောင်ရဲ့အနည်းနဲ့တွက်လိုက်မယ်ဆိုရင်လေဒီချေတို့အဖြေက5 5ပိုင်း3ပိုင်းရပါတယ်။ဒါဆိုရင်တော့သားတို့သမီးတို့က အပိုင်းကိန်းရောကိုအဖြစ်ကိန်းနေနဲ့မြှောက်တဲ့အခါမှာနီနီရဲ့နီးနဲ့လည်းတွန်းနိုင်တယ်လို့အောင်ရဲ့နီးနဲ့လည်းစိတ်ကြိုက်တွန်းနိုင်ပါတယ်။ဒါကြောင့်သားတို့သမီးတို့အပိုင်းကိန်းရောကိုအဖြစ်ကိန်းနဲ့မြှောက်တတ်ပြီလို့ဒီချက်မျှော်လင့်ပါတယ်။ဒါကြောင့်ဒီချက်ကဒီသင်ခန်းစာလေးကိုဒီနားမှာပဲရနာထားပြီးတော့နောက်သင်ခန်းစာတွေမှာဒီချက်တို့ပြန်တွေးကြမယ်နော်။ဒီချက်ဒီနေ့တင်ကြပေးမယ့်သင်ခန်းစာကစာမျက်နှာ126ကအပိုင်းကိန်းများကို

ဆေးတပုံးဖြစ်အသုံးပြုမည်ဆိုလျင်စတုရဲမီတာမြင့်မြဆေးတုပ်နိုင်မည်နီးတဲ့ဒီချဲတို့ကိုနှစ်ပုံးနဲ့တုပ်မယ်ဆိုရင်တော့၅ဘိုင်း၃ဘိုင်းစတုရဲမီတာတုပ်နိုင်တယ်တဲ့တပုံးအတွက်အသုံးပြုမယ်ဆိုလို့ရှိရင်တော့ဘလောက်တုပ်နိုင်မလဲဆိုပြီးမေးထားတာဖြစ်ပါတယ်ဒါဆိုရင်ချဲတို့က၅ဘိုင်း၃ဘိုင်းကနှစ်ပုံးဖြစ်တုပ်ရင်ရတာဖြစ်တဲ့အတွက်ချဲတို့တပုံးအတွက်လိုချင်တယ်ဆိုရင်တော့၅ဘိုင်း၃ဘိုင်းကိုတီးပြီး နှစ်နဲ့စားပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ခြေတို့ညီမြချင်းမှာဆိုရင်၅ပိုင်း၃ပိုင်းအစားနှစ်ကိုရေးရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီခြေတို့ကကာကြီးလေးကိုဆက်ပြီးကြည်ကြရအောင်။ကာကြီးလေးမှာဆိုရင်တော့ဆေးသပုံးပြည့်တုတ်ထားသောနိုင်ရင် area ကို အောက်ပါပုံ အသုံးပြုပြီးရှာပါတဲ့။ဒါကြောင့်ဒီခြေတို့ကတပုံးမှာဆိုရင်ဘလောက်လဲဟိုတိချင်တာဖြစ်တဲ့အတွက်ခြေတို့ပေးထားတဲ့နှစ်ပုံးတန်ဖို့ 5ဘိုင်း3ဘိုင်းစတုရဲ့မီတာမှာဆိုရင်တပုံးအတွက်ပဲလိုချင်တာဖြစ်တဲ့အတွက်ဒီခြေတို့ကအညီအမျှပိုင်းလိုက်ပါမယ်။ပိုင်းလိုက်တဲ့အခါမှာတော့ဒီဘက်ကပုံလေးအတိုင်းခြေတို့တွေ့ရမှာဖြစ်ပါတယ်။ခြေတို့ကငိုကတော့5ဘုံပုံပြီး3ဘုံပဲရှိတာပါ။ဒီဘက်ခြေမှာခြေတို့နှစ်ပိုင်းပိုင်းလိုက်တာဖြစ်တဲ့အတွက်5ဘုံပုံတဲ့နေရာကနေနှစ်ပိုင်းပိုင်းလိုက်တာဖြစ်တဲ့အတွက်ငါအမြောက်နှစ်ဖြစ်သွားတာသားတို့တမီးတို့တွေ့ရမယ်။ဒါကြောင့်ပိုင်းကြီးမှာဆိုရင် ငါးမြောင်းနှစ်ဆိုတော့ဒီခြေလို30ရပါမယ်အဲ့မှာမှခြေလို့ခြေထားတဲ့အယောင်လေးဒီ3ကွက်ဖြစ်တဲ့အတွက်10ပိုင်း3ပိုင်းစတူရန်မီတာရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ခြေလို့ခါခွေးလေးမိကုန်းလေးကိုစက်ကြည့်ကြရအောင်ခါခွေးမှာဆိုရင်ね5ပိုင်း3ပိုင်းအစားနှစ်ကိုတွက်လိုက်တဲ့အချိန်မှာ10ပိုင်း3ပိုင်းဘလို့ရလဲဆိုတာကိုစဉ်းစားကြည့်ကြရအောင်နဲ့ဒါဆိုရင်ဒီခြေတို့ကားငယ်လေးကိုဆက်ကြည့်ကြရအောင်၅ဘိုင်း၃ဘိုင်းအစားနှစ်ကို အာအောင်မီတို့အတွက်ဒီကိုရှင်းပြပါတဲ့ဒါကြောင့်ဒီချက်ကအာအောင်ရဲ့အတွက်နီလေးကိုရှင်းပြပေးပါမယ်အာအောင်ရဲ့အတွက်နီလေးက test 2ရဲ့မီတာကိုတဲ့ပုံမှန်ပြထားတဲ့အတိုင်းပဲဒီချက်တို့ကကြည့်မယ်ဆိုရင်ပထမတော့၅ပုံပုံထားတယ်ချက်တို့အညီမျှပိုင်းချလိုက်တာဖြစ်တဲ့အတွက်၅ပုံနေရာမှာနှစ်ပိုင်းပိုင်းလိုက်တာဖြစ်တဲ့အတွက်ငါအမြောက်နှစ်ဖြစ်သွားတာတွေ့ရမယ်။ဒါကြောင့်ပထမငါးခွက်ရှိတဲ့နေရာမှာအလဲကနေပိုင်းလိုက်တာဖြစ်တဲ့အတွက်ငါအမြောက်နှစ်ညီမချင်း၁၀ခွက် အကွက်ရေဘယ်နဲ့ကွက်လဲဆိုရင်ခြေတို့၁၀ကွက်အညီမျှပိုင်းလို့ရသွားတာကိုတွေ့ရပါမယ်။ဒါကြောင့်ခြေတို့တကွက်စီမှာဆိုလို့ရှိရင်ပိုင်းခြေမှာငါးအမြောင်နှစ်တကွက်ဖြစ်တဲ့အတွက်ပိုင်းဝင်မှာ၁အဲဒါကြောင့်ငါးအမြောင်နှစ်ပိုင်းတစ်ပိုင်းစတူရီယံမီတာလေးရှိတယ်။အဲ့တော့ချေတို့အဲ့လိုငါးမြောင်းနှစ်အပိုင်းတစ်ပိုင်းစတူရီယံမီတာရှိတဲ့အကွက်လေးအရေအတွက်ဘယ်နှကွက်ရှိလဲဆိုရင်ချေတို့သုံးကွက်ပဲရှိတာဖြစ်တဲ့အတွက်ဒီချေတို့ငါးပိုင်းသုံးပိုင်းအစားနှစ်ကညီမြချင်း ပိုင်းကြီးမှာ9အမြောင်းနှစ်ပိုင်းဝေမှာ3ကွက်ဖြစ်တဲ့အတွက်3ရတာပဲဖြစ်ပါတယ်။ဒါကြောင့်တီချေတို့ကပိုင်းကြီးမှာ9အမြောင်းနှစ်ဖြစ်တဲ့အတွက်9 2 4က10ပိုင်းဝေမှာ3က3တိုင်းပဲ။ဒါကြောင့်10ပိုင်း3ပိုင်းအဲ့တော့9ပိုင်း3ပိုင်းအစား1ကိုချေတို့တွက်လိုက်တဲ့အခါမှာ10ပိုင်း3ပိုင်းစတူရဲ့မီတာရတာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့တီချေတို့ဂါကြီးလေးကိုဆက်ပြီးကြည့်ကြရအောင်။ဂါကြီးလေးမှာလည်းအအောင်ဒီ အနီရောင်တောက်ဆေးဖြင့်နေရန်ဆေးတုပ်ရာဆေး၃ဘုံဖြင့်၅ဘိုင်း၄ဘိုင်းစုရမီတာဆေးတုံနိုင်နေတဲ့ဆေးတစ်ဘုံအသုံးပြုမယ်ဆိုလျင်တဲ့စုရမီတာမြင်မြဆေးတုံနိုင်မြည်နီးတဲ့ကွက်လက်ဖြည့်ပြီးအအောင်မြည်တို့အတွက်ဒီကိုရှင်းပြပါတဲ့ဒီမှာဆိုရင်တော့ဒီခြေတို့က ခြေ၃ဘုံဖြစ်တုံနိုင်နေစတူရဲမီတာပေးထားတယ်။တဘုံအတွက်တုံနိုင်မဲ့စတူရဲမီတာကိုမေးထားတာဖြစ်တယ်။ဒါကြောင့်ခြေတို့တဘုံအတွက်လိုချင်နေဆိုရင်တော့၅ဘိုင်း၄ဘိုင်းကိုတီးပြီး၃နဲ့စားပြရမှာပဲဖြစ်ပါတယ်။ဒီမှာဆိုရင်အအောင်ရဲ့နီးလေးကိုခြေတို့ကြည့်ကြရအောင်။၅ဘိုင်း၄ဘိုင်းအစား၃ကြီးများခြင်းနဲ့ဒီမှာခြေတို့ပုံလေးပေးထားပါတယ်ခြေတို့၃ပုံမှာဆိုရင်၅ဘိုင်း၄ဘိုင်းစတူရဲမီတာတုံနိုင်တယ်ခြေတို့တဘုံအတွက်ပဲလိုချင်တာဖြစ်တဲ့အတွက် သုံးပုံရှိတာဖြစ်တဲ့အတွက်ချေလို့သုံးပုံအညီများပိုင်းလိုက်ပါမယ်။အဲ့ထဲကမှချေလို့တပုံအတွက်ပဲလိုချင်တာဖြစ်တဲ့အတွက်တပုံအတွက်ပဲကြည့်ပါမယ်။ကြည့်တဲ့အခါမှာတပုံမှာဆိုရင်ချေလို့ခြေထားတဲ့ကွက်လေး၄ကွက်တွေ့မယ်။ တကွက်မှာဆိုလို့ရှိရင်တီချေတို့ကငကိုက၅ပုံပုံထားတယ်အညီမြ၃ပိုင်းထပ်ပိုင်းလိုက်တာဖြစ်တဲ့အတွက်ပိုင်းကြီးနေရာမှာ၅အမြောက်၃အဲ့လိုကွက်ကလေးဘယ်နှကွက်လဲဆိုရင်ချေတို့၄ကွက်လေးတွေးရမယ်ဒါကြောင့်ပိုင်းဝင်နေရာမှာ၄ဒါကြောင့်၅ပိုင်း၄ပိုင်းအစား၃ညီမြချင်းက ပိုင်းကြီးနေရာမှာ၅အမြောက်၃ရပြီးပိုင်းဝင်နေရာမှာ၄ရတာပဲဖြစ်ပါတယ်ဒါကြောင့်တီချေတို့ပိုင်းကြီးနေရာ၅အမြောက်၃ကမြောက်လိုက်ရင်၅၃၄၅ပိုင်းဝင်နေရာ၄ကတော့၄ ဒါကြောင့်တွက်လိုက်ရင်မြင်ရချင်း15ဘိုင်း4ဘိုင်းစတူရဲ့မီတာရတာပဲဖြစ်ပါတယ်ဒီပု္ပ္ပစာလေးကိုချေလို့တခြားလေးပြန်ကြည့်မယ်ဆိုရင်5ဘိုင်း4ဘိုင်းအစား3ပါဆိုရင် အစား3လေးကဒီဘက်ခြံရောက်သွားရင် ပိုင်းချိန်5လေးကိုလက်မြောက်ထားတာတွေ့ရမှာဖြစ်တယ် ပိုင်းဝေ၄ကတော့၄အတိုင်းအစား၃လေးကခြေတို့ပိုင်းချေ၅ကိုမြှောက်ထားတာတွေ့ရမယ်။ဒါကြောင့်၅ပိုင်း၄ပိုင်းအစား၃ကပိုင်းဝေနေရာမှာ၄ပိုင်းချေနေရာမှာ၅အမြောက်၃ဖြစ်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီခြေတို့ပန်းရံကွက်တရားစာသားလေးကိုကြည့်ကြရအောင်။ပိုင်းရံအကွက်ထဲကစားသားလေးမှာဆိုရင်အပိုင်းကိန်းတစ်ခုကိုတုံညမဟုတ်တော့အပြည့်ကိန်းဖြစ်စားသောအခါပိုင်းဝေကိုမူလကိန်းအတိုင်းထားပြီးတော့ပိုင်းခြေကို အပြည့်ကိန်းဖြစ်မြှောက်ရမည်တဲ့အခုနောက်ကတိချေတို့ အပိုင်းကိန်းကိုအပြည့်ကိန်းတစ်ခုနဲ့စားတဲ့အချိန်မှာဒီခြေတို့ကပိုင်းဝေလေးကိုမူလတိုင်းထားမယ်အပြည့်ကိန်းနဲ့စားမယ်ခနန်းလေးကိုပိုင်းခြေမှာလာပြီးတော့မြောက်ပေးရပါမယ်အဲ့တော့သားတို့သမီးတို့အပိုင်းကိန်းကိုအပြည့်ကိန်းနဲ့ဘယ်လိုစားရမလဲဆိုတာနားလည်ပြီလို့ဒီခြေထင်ပါတယ်ဒါကြောင့်ဒီခြေကဒီတင်ငန်းစာလေးကိုဒီနားမှာပဲရနာထားပြီးနောက်တင်ငန်းစာတွေမှာဒီခြေလို့ပြန်တွေ့ကြမယ်နော်

အပြည့်ကိန်းနဲ့စားကိုင်းထားတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီရှယ်တို့ကအောက်မှာနီနီရဲ့နီနဲ့အောင်ရဲ့နီလေးကိုကြည့်ပြီးလေ့လာကြည့်ကြရအောင်။နီနီရဲ့နီလေးမှာဆိုရင်ခုနှစ်ပိုင်း၆ပိုင်းအစားလေးကိုခြေတော့အရင်သင်ငန်းစာတွေမှာသင်ခဲ့တဲ့အတိုင်းပဲအပိုင်းကိန်းကိုအပြည့်ကိန်းနဲ့စားတော့မယ်ဆိုရင်ပိုင်းဝေးကိုမူလအတိုင်းထားမယ်ပိုင်းကြီးကိုအပြည့်ကိန်းနဲ့မြှောက်ပေးရပါမယ်ဒါကြောင့်ပိုင်းဝေးနေရာမှာ၆က၆အတိုင်းပဲပိုင်းကြီးနေရာမှာတော့ခုနှစ်အမြောက်၄ ရတာပဲဖြစ်ပါတယ်။ဒါဆိုရင်ခြေတို့ဆက်တွက်ပါမယ်။ခွနစ်လေးလီ28ဘိုင်းခြေမှာ28ရမယ်ပိုင်းဝေမှာ6က6အတိုင်းပဲခြေတို့တွက်ပြီးတော့မှအရှင်းဆုံးပုံစံပြောင်းပါမယ်ဒါကြောင့်အပေါ်မှာ out ကို2နဲ့စာရင်23.6 out က28ကို2နဲ့စာရင်ဖြေက14ဒါကြောင့်ပိုင်းခြေနေရာမှာ14ပိုင်းဝေနေရာမှာ3ရပါတယ်နီနီရဲ့နီလေးကတော့ သူကအရင်ဆုံးတွက်တယ်တွက်ပြီးတော့မှအရှင်းဆုံးပုံစံပြောင်းထားတာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီချေလို့အောင်ရဲ့နီးလေးကိုဆက်ပြီးကြည့်ကြရအောင်အောင်အောင်ရဲ့နီးမှာဆိုရင်ခုနှစ်ပိုင်း6ပိုင်းအစားလေးကိုချေလို့အရင်သင်ခန်းစာတွေမှာသင်ခဲ့တဲ့အတိုင်းချေရိုးကိုအပိုင်းကိန်းကိုအပြည့်ကိန်းနဲ့စားတော့မယ်ဆိုရင်ပိုင်းဝေကဒီတိုင်းရေးမယ်ပိုင်းခြေကိုအပြည့်ကိန်းနဲ့လာမြောက်ပေးရမယ်ဒါကြောင့်ပိုင်းဝေနေရာမှာ6ပိုင်းခြေနေရာမှာ9အမြောက်4ချေရိုးက အောင်ရဲ့ညီတိုင်းတွက်မယ်ဆိုရင်အရင်ဆုံးမတွက်ဘူးအရှင်းဆုံးပုံစံအရင်ပြောင်းပါမယ်ဒါကြောင့်ပိုင်းဝင်နေရာ6နဲ့ပိုင်းခြေနေရာက4ကိုအရှင်းဆုံးပုံစံပြောင်းတဲ့အခါပိုင်းခြေက2နဲ့4ပိုင်းဝင်က2 3 6ဒါဆိုရင်တော့ခြေတို့ကပိုင်းဝင်နေရာမှာ3ပိုင်းခြေနေရာမှာ9အမြောက်2ကလေးရပါတယ်။ဒါဆိုရင်ခြေတို့ဆက်တွက်ပါမယ်။9 2 4ပိုင်းခြေနေရာမှာ အိုင်းဝင်နေမှာ3ကတော့3ပါပဲဒါကြောင့်အဖြေက14ပိုင်း3ပိုင်းရပါတယ်ဒီချေတို့အအောင်ရဲ့နင်းတိုင်းတွက်မယ်ဆိုလို့ရှိရင်တော့အရင်ဆုံးအရှင်းဆုံးပုံစံပြောင်းနေပြောင်းပြီးမှဆက်တွက်ပါတယ်ဒါကြောင့်ဒီချေတို့ကနီနီရဲ့နီးနဲ့အအောင်ရဲ့နီးမှာဆိုလို့ရှိရင်တော့အအောင်ရဲ့နီးကပိုလွယ်ကူပါတယ်ဒီချေတို့ကအရင်ဆုံးအရှင်းဆုံးပုံစံပြောင်းမယ်ပြောင်းပြီးမှတွက်တဲ့အခါချေတို့ကနန်းလေးတွေကသေးသွားတာဖြစ်တဲ့အတွက်ချေတို့တွက်ရတာပိုပြီးလွယ်ကူမှာပဲဖြစ်ပါတယ်ဒါပေမဲ့သားတို့သမီးတို့ကတော့နီနီရဲ့နီးနဲ့လည်းတွက်နိုင်သလို အောင်ရဲ့အနည်းနဲ့လည်းတွန်းနိုင်ပါတယ်။ဒါကြောင့်သားတို့သမီးတို့အပိုင်းကိန်းကိုအဖြစ်ကိန်းနဲ့စတက်ပြီးလို့ဒီခြေကမျောလင်းနေ။ဒါကြောင့်ဒီခြေကဒီတင်ငန်းစာလေးကိုဒီနားမှာပဲရနာထားပြီးနောက်တင်ငန်းစာလေးမှာဒီခြေတို့ပြန်တွေ့ကြမယ်နော်။ဒီချေဒီနေ့တင်ကြပေးမယ့်တင်ငန်းစာကစာမျက်နှာ129ကပုဒ်စာနံပါတ်6ကလေးပဲဖြစ်ပါတယ်။ပုဒ်စာနံပါတ်6ကိုဒီချေနဲ့အတူကြည့်ကြရအောင်။ 3မီတာရှည်သောတန်ချောင်းတစ်ချောင်းသည်နှစ်4ပိုင်းတစ်ပိုင်းကီလိုဂရမ်၄သီးတဲ့1မီတာရှည်သောတန်ချောင်းသည်ကီလိုဂရမ်မြည်မြ၄သနီးတဲ့ခြေတို့ကို3မီတာရှည်တဲ့တန်ချောင်းရဲ့အလေးချိန်ကိုပေးတယ်1မီတာမှာဘလောက်လေးလဲဆိုပြီးမေးထားတာဖြစ်ပါတယ်ဒါကြောင့်ခြေတို့1မီတာမှာဘလောက်လေးလဲသိချင်ရင်နှစ်၄ပိုင်းတစ်ပိုင်းကိုတီးပြီး3နဲ့စားပြရမှာဖြစ်ပါတယ်ဒါကြောင့်မြည်မြချင်းမှာဆိုလို့ရှိရင်တော့ နှစ်၄ပိုင်းတစ်ပိုင်းအစား၃ကို ရေးပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ချေတို့နမတ်ကာကြီးလေးကိုစက်ကြည့်ကြရအောင်။ကာကြီးလေးမှာဆိုရင်တော့နှစ်၄ပိုင်းတစ်ပိုင်းအစား၃မြီးတို့တွေ့ရမြီကိုစဉ်းစားပါတဲ့။ခါခွေးကဆိုရင်နှစ်၄ပိုင်းတစ်ပိုင်းအစား၃ကိုအအောင်မြီးတို့တွေ့တီကိုရှင်းပြပါတဲ့။ဒါကြောင့်ဒီချက်ကနှစ်၄ပိုင်းတစ်ပိုင်းအစား၃ကိုအအောင်ဘယ်လိုတွေ့ထားလဲဆိုတာကိုရှင်းပြပေးပါမယ်။အအောင်ကတဲ့ နှစ်၄ပိုင်းတစ်ပိုင်းအစားသုံးညီမကြီးမှဆိုရင်နှစ်၄ပိုင်းတစ်ပိုင်းကကိန်းရောဖြစ်နေပါတယ်။ဒါကြောင့်ဒီချေတို့ကအပိုင်းကိန်းရောင်ပြောင်းပါမယ်။၄နှစ်လီ၈တင်းနဲ့ပေါင်းတော့၉ဆိုတော့ပိုင်းဝေမှာ၉ပိုင်းချေမှာ၄ဒါကြောင့်ပိုင်းကိန်းရောဖြစ်တဲ့နှစ်၄ပိုင်းတစ်ပိုင်းနေရာမှာအပိုင်းကိန်းရောင်၄ပိုင်း၉ပိုင်းရပါတယ်။အနောက်ကတော့အစားသုံးပဲ။ဒါဆိုရင်ဒီချေတို့ကအပိုင်းကိန်းကိုအပြည့်ကိန်းနဲ့အစားတက်ပြီးသားဖြစ်တဲ့အတွက်ချေတို့ကပိုင်းဝေနေရာမှာမူလအတိုင်းပဲပိုင်းဝေက၉ ပိုင်းခြေမှာ၄ကိုအပြည့်ကိန်း၃နဲ့မြှောက်ပေးရပါမယ်။ဒါကြောင့် ပိုင်းခြေနေရာမှာဆိုရင်တော့၄မြှောက်၃ခြေလို့ဆက်တွက်လိုက်တဲ့အခါမှာပိုင်းခြေအောက်က၃နဲ့ပိုင်းဝေရဲ့ကိုကိုအရှင်းဆုံးပုံစံပြောင်းမယ်၃တက်လီ၃၃၃လီ၉ဒါကြောင့်ပိုင်းဝေမှာဆိုရင်တော့၃မယ်ပိုင်းခြေမှာတော့၄တက်လီ၄ဆိုတော့၄ရမယ်ဒါကြောင့်နှစ်၄ပိုင်းတစ်ပိုင်းအစား၃တွက်လိုက်မယ်ဆိုရင်၄ပိုင်း၃ပိုင်းရပါတယ်ဒါဆိုရင်အဖြေလေးက၄ပိုင်း၃ပိုင်းကီလိုဂရမ် ရပြီဖြစ်ပါတယ်။ဒါဆိုရင်တော့သားတို့သမီးတို့ကအပိုင်းကိန်းရော့ကိုအဖြစ်ကိန်းနဲ့အစားတက်ပြီးလို့ဒီချေညွှန်လင်းပါတယ်။ချေတို့ဒါဆိုရင်ဒီတင်ငန်းစာလေးကိုဒီနားမှာပဲရနာထားပြီးနောက်တင်ငန်းစာဒီမှာချေတို့ပြန်တွေ့ကြမယ်နော်။